ကျွန်တော်တို့ဒီနေ့မှာဂူဘက်ကနေပြီးတော့ kwa မြင်းများကိုစုလို့ရမယ်ဆိုတော့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ပထမနေ့ကတော့သူပေးထားတဲ့ခြေလန်း limit ပြည့်အောင်ရှောက်ပြီးတော့ coin တွေယူရမှာဖြစ်ပါတယ်။အဲ့ဒါမှ level တက်ပြီးဒီနေ့ကိုခြေလန်းပိုတက်လာလို့ coin တွေလည်းတက်လာမှာဖြစ်ပါတယ်။နောက်တနေ့ကတော့ challenge တွေလုပ်ပြီးတော့ coin တွေရတဲ့နေ့ပဲဖြစ်ပါတယ်။ challenge က၈ခုရှိပြီးတော့ coin တွေနဲ့စုစုပေါင်း140တိရနိုင်ပါတယ်။ဒါပေမဲ့တချို့ challenge တွေကခက်တဲ့အတွက် coin 90တိပဲရနိုင်ပါလေ။ပထမ challenge ကတော့ Instagram ကို follow လုပ်ရမှာဖြစ်ပါတယ်။ ဒုတိယခြေလှမ်းကတော့နေ့လယ်12နာရီနဲ့ရောတနာရီအတွင်းဖုန်းကိုလမ်းလျှောက်တာဖြစ်ဖြစ်လုံနေတာဖြစ်ရမှာဖြစ်ပါတယ်။ Quine နေရတော့20ထိရမှာဖြစ်ပါတယ်။တတိယခြေလှမ်းကတော့တပတ်တတိတရက်မှမနာပဲနဲ့လမ်းလျှောက်ပြီး Quine တွေဝင်ပြီးယူနေမှာဖြစ်ပါတယ်။ Quine နေရတော့20ရမှာဖြစ်ပါတယ်။နံပါတ်၄ခြေလှမ်းကတော့ခြေလှမ်းပေါင်း1000လောက်မှာဖြစ်ပါတယ်။ Quine နေရတော့20ရမှာဖြစ်ပါတယ်။နံပါတ်၅ခြေလှမ်းကတော့ခြေလှမ်းပေါင်း1000နဲ့100နဲ့တလမ်းလျှောက်ပြီးဝင်ယူရမှာဖြစ်ပါတယ်။30ပိုပြီးလမ်းတာဖြစ်ဖြစ်30လူပြီးလမ်းတာပဲဖြစ်ဖြစ် ဝင်ပြီးတော့ယူလို့ရပါတယ်။ coin နေနေကတော့20ရမ်းမှဖြစ်ပါတယ်။နံပါတ်6အနေနဲ့ချက်လန်းကတော့တနင်းလာနေတဲ့လမ်းလျှောက်မှဖြစ်ပါတယ်။ coin အနေနဲ့ကတော့20တိတိရမ်းမှဖြစ်ပါတယ်။ချက်လန်း6ခုမှာ9ခုအောင်လို့ရှိရင်နောက် level ပွင့်တဲ့အတွက်လုံးဖြစ်အောင်လုပ်ဖို့တော့ကြံပေးခြင်းပါတယ်ခင်ဗျာ။နောက်နေ့မှလည်း1နဲ့ပတ်သက်တာလေးတင်ပေးမှဖြစ်တဲ့အတွက် line and follow လေးလုပ်ပေးကြပါဦးခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။